တင်လို့ရဲ့နှလုံးသားတွေတင်လို့ရဲ့စိတ်တွေကိုစူးစမ်းပြီးတော့ပေါ့ဒီညနေခင်းအချိန်လေးမှာအပြင်ကဘာနဲ့ခဏလောက်အဆက်အသွယ်ဖြတ်ထားပေးပါလားကဘာကြီးကိုဖန်ဆင်းခဲ့တဲ့သူဟာသူဖန်ဆင်းထားတဲ့ကဘာကြီးမှာအိပ်ပျော်သွားပါပြီလို့အရက်နှစ်နည်းလုံးနဲ့အချိန်အခါတမရမှုပါခရစ်လိုဤတင်သားကို ရှူမျောကြပါအကြောင်းငါဤသစ္စာပေါ်မှာကဘာဤကဲချွတ်သခင်သည်တွဲလဲနေခဲ့ပြီအပါရင်ကြီးဟောမှာတရားက the christmas ကားနိုင်ပါအဲ့ဒါကြောင့်ကျွန်တော်တို့အိမ်လေးမှာယုံနေမှာကျွန်တော်တို့အမြတ်တလို့ချိန်ဆွဲထားတဲ့ကားနိုင်ဟာအဖေပြားလောကကြီးကိုဘယ်လောက်တူချက်လဲဆိုတဲ့သက်သေပါ တမာကျမ်းစာမှာကျွန်တော်တို့ခန္ဓာမှာဗဟုချက်ဖြစ်တဲ့နှလုံးသားရှိသလိုတမာကျမ်းစာမှာလည်းဗဟုချက်ရှိတယ်။တမာကျမ်းစာရဲ့နှလုံးသားဗဟုချက်ဟာဘာလဲ John chapter 3 verse 16ခေါ်ဆိုလာတော့ဒါရေကဘစ် only son ရှိစုမသူတယောက်ထက်သားကိုချစ်တည်တိုင်အောင်ငါသည်သူဟာအဖေဖေရဲ့ဟာကမ္ဘာလောကကြီးကိုချစ်တော်မူပါ၏သင်ကိုချစ်တော်မူပါ၏အဲ့ဒါတမာကျမ်းစာရဲ့နှလုံးသားပဲ။ Now John chapter 13 verse 14 to twenty-one. 21မှာ not condemn the world but but <laughs> save the world လောကယူကယ်ဖို့စီရင်ဖို့မဟုတ်ပါဘူး the crucifix stands silently as a testimony testimony of the god's saving love for mankind including you and me God and ကားတိုင်းကိုကြည့် ကားနိုင်ငံတိုက်တိုက်လေးကျွန်တော်တို့ကိုဘာတက်တယ်ပြနေလဲဆိုတော့ခမဲတော်ဖခင်ကတင့်ကိုအကျွမ်းမဲ့ချစ်တယ်ဆိုတာတက်တယ်ပြနေတာပါမိကုံမထုတ်ပါနဲ့ဒုက္ခကြောင့်နေလို့ငလျင်လှုပ်ခဲလို့ကက်ရောက်လာလို့စိတ်ရောက်လာလို့စိတ်နဲ့ရင်ဆိုင်နေရလို့မိကုံမထုတ်ပါနဲ့ဖခင်ဘက်ကတော့အကျွမ်းမဲ့ချစ်တယ်ဆိုတာကားနိုင်ငံတက်တယ်ပါ One day a man asked Jesus, Lord, I know you love me. ကိုတော့ကျွန်တော်ချစ်တယ်ဆိုတာကျွန်တော်သိတယ်လူတယောက်ကမေးတယ် I like to knows more about it နည်းနည်းလေးတော့ထပ်သိချင်တယ်ကိုတော့ကိုတော့ how much ဘယ်လောက်တောင်ကျွန်တော်ကိုချစ်တာလဲ Jesus replied this much anytime ကိုတော့ဘယ်လောက်များတောင်ချစ်တာလဲလို့လူကအထွတ်ထပ်ပြီးထပ်ပြီးတော့သခင်ဘုရားကဆွဲလက်တွေကိုဆွဲဆန့်ကားတိုင်းမှာ ပြီးတာနဲ့ဇက်ကြိုးကြပြီးတည်သွားပါလေဒါကြောင့်မေကုံမထုတ်ပါနဲ့ဖះအချက်နဲ့ပတ်သက်ပြီးတော့ကားတိုင်းဟာတက်သေးပါပဲရထားတဲ့လူဘဝသင်္ကေတတွေနဲ့ပါဖြတ်လျှောက်ခဲ့သမျှခြေရာ ကြံခဲ့ကြပါလေပဇက်ကန်ဆောင်ထားတဲ့အမှတ်ပုံတွင်ပေါ်မှာရေးထားတဲ့စာတမ်းတစ်ခုကထင်ရှားတဲ့အမှတ်စာ ဘေးဘေးမှာရာဘက်အဲရာဘက်လက်အဲဘေးရာဘက်လက်မှဲ့ရှိတကယ်ရှိတယ်နော်မှဲ့ရှိတဲ့လက်မှာပဲဖတ်တဲ့နိုင်ပတ်တယ်အကျင့်ဖြစ်သွားတော့ဘဝမှာထင်ရှားတဲ့အမှန်သာသင်္ကေတတွေရှိသလိုဘာသာတရားမှာလည်းရှိပါတယ်ကျွန်တော်တို့ခရိယံဘာသာတရားအတွက်အလွန်နဲ့နေတဲ့သင်္ကေတဟာကားတိုင်းပါ the profound symbol of our faith is the cross ကာတိုင်းမှာလူသားအတွက်ဖခင်ရဲ့အချစ်ကိုတွေ့ရတယ် ကတိုင်းမှာကျွန်တော်တို့အတွက်ဖခင်ကသူ့အချစ်သူ့ဘဝကိုပေးခဲ့တာတွေ့နိုင်တယ်။ကတိုင်းမှာကုသခြင်းနဲ့အပြစ်တို့အတွက်ခွင့်လွှတ်ခြင်းကိုတွေ့နိုင်တယ်။ forgiveness and reconciliation no contamination ကတိုင်းမှာနောက်လိုက်ဖို့ဖိတ်ခေါ်ခြင်းကိုတွေ့နိုင်တယ်လို့အဲ့ဒီအတွက်ပေးရမယ်အဖို့ခါလည်းတွေ့နိုင်ပါတယ် ကာရယခရိယံတို့ရဲ့သင်္ကေတဖြစ်သလိုခရိယံတို့ရဲ့အမှန်တရားလည်းဖြစ်တယ်ကာရယဟာ invitation to love ချစ်ဖို့ဖိတ်ခေါ်ခြင်းတစ်ခုလည်းဖြစ်တယ် cross of christ is the altar not of the temple but of the world လောကကြီးရဲ့ရစ်ပလင်ပါခွတ်တော်ရဲ့ဒုက္ခဟာမှတ်ထားပါဒုက္ခဝေဒနာမဟုတ်ဒုက္ခစရိယပါ ဣရိမာအာရဟံရှောင်ခဲ့ပါတယ်ဂျက်ဆမနီမှာခွတ်တော်ကဖះရနဲ့မြင်လချင်းဆိုင်ခဲ့ပါတယ်ဣရိမာဖះကရှာခဲ့ပါတယ်ဂျက်ဆမနီမှာခွတ်တော်ကဖះကို ရှာခဲ့ပါတယ်ဒီလိုရှာခဲ့ခြင်းနဲ့မှ ရှာခဲ့ရင်းနဲ့မှကားရင်ဟာ သူ့အတွက်တော့ပူဇော်ရာပလင်ဖြစ်လာခဲ့ပါတယ် သူဘုရားမှာဟောခဲ့ဘူးသမျှအရာတွေထဲမှာ နောက်ဆုံးနဲ့အမြင့်ဆုံးတရားတစ်ပုဒ်ဖြစ်လာခဲ့ပါတယ်ဒီတရားအဖြစ်ကောင်းငင်ကြီးကိုသွားသောလမ်းဟာကားတိုင်းဖြင့်သွားသောလမ်းဆိုတာသိသာသေချာစေခဲ့ပါတယ်တို့လူဘုရားဟာအပျော်ခီးသက်သက်မဟုတ်ကားတိုင်းနဲ့သွားသောခရီးဆိုတာကျွန်တော်တို့ကိုသူ့ဘုရားနဲ့စင်ပေးခဲ့ပါတယ် ကားတိုင်းဟာအပြစ်သားတွေပေါ်ထားတယ်သူ့အချစ်ရဲ့အထွတ်အထိပ်ဖြစ်သလိုအပြစ်ရဲ့လောင်းရိပ်အောက်မှာပုံပြတ်သွားတဲ့လောကကြီးအပေါ်မှာမြန်မာပြည်ကြီးအပေါ်မှာခမဲတော်ထားတဲ့ချစ်ချင်းမြတ်တာရဲ့တက်တဲ့တစ်ခုလည်းဖြစ်ပါတယ်ချစ်စွာဘာသူတစ်ခုလောက်မှထားပေးပါလား first the cross and then the crown တက်တဲ့ဖူတော့လည်းတန်းရလို့ပဲရမလဲကောင်းကင်ကြီးကဈေးမပေါ်ဘူးလေ ကောင်းကင်တရဖူရဲ့ရှေ့မှာကားနိုင်ကကာနေတာမို့တရဖူစောင်းကွင်းအတွက်ယူထမ်းဖို့တော့ရှိတယ်။ဒါကြောင့်ချစ်စွာတော့ပါသူတို့ကာတိုင်းကိုချစ်တဲ့စိတ်ကိုပိုက်နေ့စဉ်ဘဝမှာယူထမ်းလိုက်ကြပါလို့ပြောရင်းနဲ့အပိုင်တရားလေးကိုအဆုံးသတ်လိုက်ပါပဲ။